ဆက်ပြေးတော့မှာဖြစ်ပါတယ်လာမန်ဝဒီမာချင်းမှတ်တော်မယ်ကဘာဖလာတိုင်ပွဲကြီးဟာမက်ဆီရဲ့စိတ်ထဲမှာရှိနေပြီမဲ့ဒါပေမဲ့သူကအဲ့ဒီတိုင်ပွဲကြီးမှာဝင်ကစားသွားမလားဆိုတာနဲ့ပတ်သက်ပြီးတော့လက်ရှိချိန်ကြီးတော့ final decision မလုပ်ရသေးဘူးလို့ဆိုပါတယ်အဲ United States ရဲ့နေတာနဲ့ Mexico မှာနိုင်ငံမှာအလို့ပူရကျင်းမှာသွားမယ်2026ကမ္ဘာဖလားပြိုင်ပွဲကြီးဟုတ်ပြီ Universia အတ38နှစ်အရွယ်ရှိလာတော့မှာပါ။အဲကြံခဲ့တဲ့2020နှစ် ကာတာကမ္ဘာဖလားပြိုင်ပွဲကြီးမှာတော့အဲကိုကြီးမစီဟာအာဂျင်တီးနားတင်းကိုဦးဆောင်ပြီးတော့ကမ္ဘာဖလားကြီးစကူးနိုင်ခဲ့တာကိုအလုံးလေးသိရှိထားပြီးဖြစ်မှာဖြစ်ပါတယ်။ပြီးတော့အဲ့ဒီပြိုင်ပွဲကြီးသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲကြီးချက်နိုင်တယ်လို့လည်းသူကအဲပြောထားခဲ့ဘူးသေးတာပေါ့နော်။မရှိမှအင်တာမီ အင်တာမိုင်ယာမီမှာကစားနေတဲ့လီယိုနမက်ဆီယာဟိုအမြင့်ဆုံး level မှာဆက်လက်ကစားနေစေပါပဲဒါပေမဲ့ရရှိတွေ့ရဲ့ manager ဖြစ်တယ်လို့တွေ့ရဲ့ Argentina တင်းပေါ်ဖြစ်တဲ့ Javier Mascherano ကတော့အဲသူကစားသမားဖြစ်သူဟာတော့ဒီငပပရာတိုင်ဝင်းမှာဝင်ကစားမလားမကစားဆိုတာတော့သူ့ပန်သူပဲရေးချဲ့သွားမယ်ဆိုပြီးတော့ဒီ letter တော့မှာပဲပြောထားဖို့ရှိရပါတော့ ပြီးတော့မစီကဒီလိုတနစ်ကျော်လောက်ဝင်နေသေးတယ်ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့အဲငါဒီပြိုင်ပွဲကိုမဖြစ်မနေကစားမယ်ဆိုတဲ့အဲ့လိုဒီမှတ်ချက်မျိုးတော့မချခြင်းဘူးလို့ဒီတိုင်ကြီးချမထားခြင်းဘူးလို့ဆိုထားပါသေးတယ်တကယ်လို့သာသူဒီပြိုင်ပွဲကြီးမှာမကစားမယ်ဆိုရင်တော့ကဘာဖလပ်ပြန်မှုသူ့ရဲ့ကစားသမားဘောမှာကဘာဖလပ်ပြန်ပွဲကြီးကိုအဲ6ချိန်အထိဝင်ရောက်ရှင်ပြိုင်နေဆိုတဲ့ record new record ပေါ့နော်အဲ့ဒီ record တက်တင်ရှိသွားမှာဖြစ်ပါတယ်အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အဲဗစီ interview နောက်ဆုံးလုပ်ထားတဲ့ interview မှာပြောထားပါသေးတယ်ဒီလိုပေါ့နည်းနည်းဝေးနေသေးတဲ့ချိန်ပြီးတော့တစ်ချိန်တည်းမှာပဲဒီဟိုဒီကာလာရလေးလေးမင်းဖြတ်သွားတဲ့အချိန်မှာနိုင်သိစဉ်းစားနေရတာဟုတ်တော့မဟုတ်ဘူးပေါ့နော်အဲဒါပေမဲ့ဒီနေ့ကသူ့အတွက် အေးကဘာဖလာတဲ့ငွေကြီးဝင်ကစားမလားမကစားဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ကအရေးကြီးတဲ့နဲ့ဆိုပြီးတော့သူပြောထားပါတယ်အဲသူသူစိတ်ထဲမှာခံစားချက်ကောင်းနေတယ်ဆိုရင်တော့သူကစားမယ်ပေါ့ဗျာပြီးတော့သူပြောတာပြီးခဲ့တဲ့နေ့တော့သူအဲရာဒီယိုလေ့ကျင့်စီစဉ်ဒီကို join နဲ့ join နဲ့ပြီးတော့အဲ present show ကစားတယ်အဲ့ဒီတော့မှသူအဲ present show လွဲသွားတယ်ပေါ့နော် ဘာလို့တန်ရာတွေပြီးတော့သူတရားခိုင်တော့သူမှကြံခိုင်ကျွန်တော်ကြံခိုင်ကောင်းတယ်လို့မခံစားတဲ့အတွက်ကြောင့်ဘို့လို့ဒါမဲ့ဒီရာဒီနှစ်ရာဒီရာဒီဂျူစီစင်မှာတော့သူခံစားချက်ကောင်းတယ်ပေါ့ပြီးတော့ခုချိန်ဒီတော့သူကောင်းကောင်းကစားနိုင်တယ်ဆိုပြီးတော့သူပြောတာပါတယ်ပြီးတော့အဲဒီဒီခုဒီအမေရိကန်သူကစားနေတာလို့ရာဒီရှိဖြစ်နေတယ်ပေါ့နော်ပြောဒီလက်ရှိချိန်မှာစကားစားတယ်ပြီးတော့အဲဂျွန်မှာ break break လုပ်ပဲနဲ့ဒီဇင်ဘာလေးဇာတ်ကစားရမယ်ပေါ့ပြီးတော့ ပြီးတော့အကြားထဲမှာဂျုံမှာပဲနောက်တဲ့ပြိုင်ပွဲတစ်ခုဖြစ်တဲ့ကလပ်ကဘာဖလာဆိုတဲ့ပြိုင်ပွဲကလည်းသူကစားဖို့ရှိတယ်ပြောအစားတွေကသူ့အတွက်ပွဲတွေအများကြီးပဲပေါ့နော်ဒါပေမဲ့သူဒီကဘာဖလာပြိုင်ပွဲမှာဝင်စားစားမလားဆိုပြီးတော့တွေးနေတယ်လို့ဆိုပါတယ်ဒါပေမဲ့ဘာဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်အောင်ပါပေါ့နော်သူနေနေတော့ဒါရီဟိုမဖြစ်မနေကစားမယ်ဆိုတဲ့ဒီမန်ဂိုးတစ်ခုနေနေတော့သူဒါမှမထားခြင်းလို့လည်းပြောသွားပါတယ်ပြီးတော့သူဒီဒီကစားမလားဆိုတဲ့ဟာကိုတနေချင်းတနေချင်း အဲဆုံးဖြတ်သွားမယ်ဘောနောပြောသူခင်ခနာကိုနေတာဘလို့ကောင်းလားစင်ပြေလားအရိဟာတွေလည်းသူအရိဟာနဲ့ပတ်သက်ပြီးမှဆုံးဖြတ်သွားမယ်လို့သူကပြောထားဖြစ်ပါတယ်အဲမစီကနောက်ဆုံးအာဂျင်တီးနားတင်းရဲ့ကဘာဖလာချစ်စပွဲဒီကိုသူအဲလွှဲထားတယ်ဗောနောတန်ရာတန်ရာပြည်တနာတွေကြောင့်မို့လွှဲထားတယ်ပြီးတော့အဲအာဂျင်တီးနားနေပြည် လီယိုနယ်စကာလိုနီယာလေသူကစားသမားဒီဟွန်းဟိုဒီကလာမက်2026ကဘာဖလားတိုင်ပွဲကြီးမှာအဲပေါဝင်မလားဆိုတော့သူကတော့ရေးရေးကြီးပေါ့သူကတော့အမှမဟုတ်ပေါ့နော်အဲမစီကအာဂျင်တီးနားအတွက်192ပွဲကစားထားပြီးစီမံသူဟိုစံချိန်တင်နေတဲ့112ကိုတွင်ပေးတာပါတယ်ပြီးတော့ ဘာဖလာပြန်ပွဲမှာအများဆုံးပါဝင်ပွဲထွက်တဲ့26ပွဲအနေနဲ့သူ record တင်ထားတာလည်းရှိပါသေးတယ်ပြီးတော့သူကစတုံးကဘာဖလာမှာစတုံးကိုတွင်ပြီးတော့တတိယမြောက်ကဘာဖလာမှာကိုတွင်များဆုံးကစားသားနှမအနေနဲ့လည်းရှိနေသေးတာဖြစ်ပါတယ်နရောနဇန်နဲ့ကဘာဖလာမှာတော့အမ်လီယိုနယ်မက်ဆီကအဲ့လိုဂိုဒန်ဘောပေါ့နော်သူကပ်တန်ဘောရဲ့အကောင်းဆုံးကစားသမားစုစခူးနိုင်ခဲ့တော့ပြီးတော့ အဲဒီဒီလုံးသူကတော့မှာပါတကုံလုံးတစ်ချောင်းလုံးပေါ့လိုလိုချင်ခဲ့တယ်လို့ဆိုခဲ့တဲ့ဒီကဘာဖလာကြီးကိုလည်းသူကြားခဲ့တယ်ပေါ့နော်အရှိချိန်မှာတော့သူအဲဒီ American Major League နဲ့ CONCACAF Champion ဖလာတိုင်ပွဲတွေသူဝင်ရောက်ရှင်ပြိုင်နေပြီးတော့အဲ၁၉ကိုးသွင်းပြီးတော့၃ကိုးဖန်တီးပေးထားတယ်ပေါ့နော်လက်ရှိအချိန်ဒီမှာပေါ့အဲနောက်နောက်တဲ့လာမယ့် ခုခုဒီမေဂျာလေးမှာပဲအဲဆက်လက်ကစားနေပွဲတွေဆက်ကစားနေတော့ပြီးတော့ကွန်ကာကချန်ပီယံဆီမီဖိုင်နယ်ပထမကြော်လဲဟမက်ဒီဧပြီလ24ရက်နေ့မှာကစားတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကိုကြီးမစီ2026ကဘာဖလားကြံပွဲကြီးမှာဝင်ကစားစီရင်တော့ကျွန်တော်တို့ဒီတက်တီအတွက်ဟိုကွန်ယူကြပါတော့နော်ဟိုဝမ်းသာကြပါတော့နော်ပြီးတော့အဲသူနဲ့ သူလည်းအဲ့လိုမဟာဗင်မကြီးရိုနယ်ဒိုကလည်းဟိုဒီ2026ကမ္ဘာဖလားပြိုင်ပွဲမှာဝင်ရှင်တန်ဖို့ဆိုပြီးတော့သူဂျွန်နင်ပြင်ဆင်နေရတယ်လေရှိနေဆိုတော့ဒီသူတို့နှစ်ယောက်ရဲ့ last time ပေါ့နော်နောက်ဆုံးပြိုင်ပွဲကြီးဖြစ်ချက်ကောင်းချက်သားနိုင်တဲ့တော့ကျွန်တော်ကတော့နှစ်ယောက်စလုံးကိုအဲ2026ကမ္ဘာဖလားပြိုင်ပွဲကြီးမှာလည်းဝင်ရောက်ရှင်တန်စေချင်ပါတယ်အားလုံးကိုကျေးဇူးပါခင်ဗျာ